ကဲကျွန်တော်ရဲ့ချစ်တော်မိတ်ဆွေများကျွန်တော်ရဲ့ချစ်တော်အမျိုးများအားလုံးပဲမင်္ဂလာပါနော်မင်္ဂလာရှိသောနေ့လည်ကင်းလေးပါကျွန်တော်ကတော့ကျွန်တော်ချစ်တော်မိတ်ဆွေတို့ရဲ့အမြဲတမ်းထာဝရကိုကျော်ပါကဲဟုတ်ပြီနော်ကဲကျွန်တော်ချစ်တော်မိတ်ဆွေတွေအားလုံးဒုတိယတစ်ကြိမ်ကျွန်တော်ထပ်ပေးထားတဲ့ဇာတို့မွေးကွက်ကျွန်တော်တို့လေးကိုဆိုပြီးတော့မှဒုတိယကြိမ်ထပ်ပြီးတော့ဇာတို့မွေးကွက်အကွက်အောင်မြင်သွားပြီနော်ပထမတစ်ကြိမ်ကကျွန်တော်ပေးထားခဲ့တဲ့ဇာတို့ပတ်တီးကကျွန်တော်ကိုဒုတိယနော်ပထမတစ်ကြိမ်အောင်မြင်တယ်အခုဒုတိယတစ်ကြိမ် ဇာတို့မွေးကွက်၄ကိုဆိုပြီးတော့မှကျွန်တော်ပေးထားခဲ့တဲ့ဇာတို့မွေးကွက်ဒုတိယကျင်ထပ်ပြီးတော့အဆင်ပြေသွားပြီအောင်မြင်သွားပြီအဲ့တော့ကျွန်တော်မိတ်ဆွေတွေအားလုံးနှစ်ကြိမ်အဆင်ပြေသွားပြီပထမတစ်ကြိမ်ဒုတိယတစ်ကြိမ်နော်အဲ့တော့ကျွန်တော်မိတ်ဆွေတွေအားလုံးနော်โอเคတာပေါ့ကျွန်တော်လည်းဝမ်းသာတယ်အဲ့တော့ command လေးမှာဘယ်လောက်ဖိုးရတယ်ပေါက်ကြီးလေးတွေဘယ်လောက်ဖိုးရတယ်ဆိုတာကျွန်တော်မိတ်ဆွေတွေက command လေးမှာမှတ်ပေးထားပေါက်ကြီးလေးတွေမှတ်ထားဒါမှကျွန်တော်လည်းတွေးတော့ကျွန်တော်လည်းအားရှိတယ်ကျွန်တော်လည်းဝမ်းသာတယ်ကျွန်တော်မိတ်ဆွေတွေရတော့ကျွန်တော်လည်းဝမ်းသာတယ်နော် ဲ့တော့လေးကိုဆိုရဲကျွန်တော်တို့ဇာတုံးမွေးခွက်နဲ့ဘလောက်ဖိုးရတယ်ဆိုတာကျွန်တော်မိတ်ဆွေတွေကကွန်မန်းလေးမှာဝင်ရေးပေးဒါမှကျွန်တော်ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်နော်ကျွန်တော်လည်းတွေးတော့ဝမ်းသာတယ်ကျွန်တော်မိတ်ဆွေတွေလည်းအဆင်ပြေတယ်အဲ့တော့ကျွန်တော်တို့ဒီညနေအတွက်ထပ်ပြီးတော့စောင့်ရမယ်ကျွန်တော်တို့နော်ဒီညနေ၄နာရီခွဲစေးဒီနေ့ကြာတာပြီနေ့ညနေ၄နာရီခွဲစေးအတွက်ခဏကိုကျွန်တော်ပြောပြမိမယ်ကျွန်တော်မိတ်ဆွေတွေကတီတီချာချာမှတ်ပြီးတော့ဒီညနေ၄နာရီခွဲစေးမှာနော်စောင့်ကျွန်တော်အကောင်းဆုံးပြောပြမိမယ် ကျွန်တော်တို့အခုကျွန်တော်ပြောပြတာကကျွန်တော်မိတ်ဆွေတွေအားလုံးကိုเนาะဒီညနေစော့ဖို့ရဲ့လေးကိုဆိုတဲ့ဇာတုံးမွေးကွက်အောင်မြင်တဲ့အကြောင်းရဲ့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်တက်ပြောပြတာเนาะအဲ့တော့ရတဲ့မိတ်ဆွေက comment လေးမှာမှတ်ပေးเนาะပထမတစ်ချိန်ကကျွန်တော်တို့ဇာတုံးပတ်တီးကကျွန်တော်တို့เนาะကိုးဇာတုံးပတ်တီးနဲ့အောင်မြင်တယ်အခုဒုတိယတစ်ချိန်ကျွန်တော်ကပေးထားခဲ့တာကဗုဒ္ဓဟူးရဲ့ကြာလာပရိရဲ့တောက်ကြရဲ့ကြံတဲ့၄ရက်ကိုဇာတုံးမွေးကွက်၄၃ရက်၄၉ရက်အဲ့နှစ်ကွက်ကိုပဲဇာတုံးမွေးထိုးလို့ကျွန်တော်ပြောထားခဲ့တာเนาะကျွန်တော် ကျွန်တော်ပြောပေးလိုက်တဲ့အတိုင်းကိုလိုက်ဆော့တယ်ကျွန်တော်မိတ်ဆွေတွေအားလုံးကเนาะအကောင်းဆုံးအဆင်ပြေသွားတယ်လေးကိုဆိုတဲ့ဇာတို့မွေးခွက်ဒီညကျွန်တော်ဒီနေ့7နှစ်3မိနစ်စေးပါเนาะကြာလာပြီနေ့ဒီနေ့7နှစ်3မိနစ်စေးမှာပဲလေးကိုဆိုပြီးတော့ထွက်သွားတယ်ကျွန်တော်မိတ်ဆွေတွေအားလုံးဇာတို့မွေးခွက်နဲ့အောင်မြင်သွားပြီအဲ့တော့ကျွန်တော်မိတ်ဆွေတွေတက်ကိုကျွန်တော်ဝမ်းသာတယ်เนาะဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်တို့ဒီညနေကြာလာပြီနေ့ဒီညနေ၄နာရီခွဲစေးမှာစောင်းရမယ်ကျွန်တော်တို့เนาะအကောင်းဆုံးကျွန်တော်တို့လုံးပိုင်းတစ်လုံးကကျွန်တော်တို့တက် ဝမ်နော်အဲ့တစ်တလုံးကိုကျွန်တော်မိတ်ဆွေတွေကကင်ပြီးတော့ဆော့အဲ့ဒီမှာအကောင်းဆုံး၃ခွက်ကကျွန်တော်တို့နော်တစ်ခွန်ရယ်တစ်ခွန်ရယ်တစ်လေးရယ်တစ်ခွန်ရယ်တစ်လေးရယ်တစ်ခွန်တစ်လေးအဲ့နှစ်ခွက်ကိုဒီညနေ၄နာရီခွဲစီမှာကျွန်တော်မိတ်ဆွေတွေကတစ်ခွန်ရယ်တစ်လေးရယ်အဲ့နှစ်ခွက်ကိုကျွန်တော်တို့အဓိကထားပြီးတော့ဆော့နော်ပတ်သည့်အဖြစ်ကျွန်တော်လုံးဝအဖြစ်ကျွန်တော်ဆော့မယ်ဆိုရင်နော်ဒီညနေမှာကျွန်တော်တို့ တစ်လုံးဝိုင်ကိုစော့เนาะတစ်လုံးဝိုင်ကိုကိုင်းပြီးတော့ထိတ်ဆွဲစော့လို့ရမယ်ကျွန်တော်တို့ပတ်တီးအဖြစ်သုံးစော့လဲရမယ်တစ်လုံးပိုင်ကျွန်တော်တို့1เนาะကျွန်တော်တို့အဲ့တစ်ခွန်ရဲ့တစ်လေးရဲ့အဲ့နှစ်ခွက်ကိုဒီကထားပြီးတော့ကျွန်တော်မိတ်ဆွေတွေကစော့ဒါကျွန်တော်မိတ်ဆွေတွေကိုဒီညက်နေ့၄နာရီခွဲစီမှာเนาะထပ်ပြီးတော့အဆင်ပြေသွားအောင်လို့ကျွန်တော်ပြောပေးတာဒီနေ့ဒီညက်နေ့ကျွန်တော်တို့ကြာသာပေးနေ့ညက်နေ့၄နာရီခွဲစီเนาะကျွန်တော်တို့15ရက်9လပိုင်း2025ကြာသာပြီးနေ့ညနေ၄နာရီခွဲစီမှာကျွန်တော်တို့တစ်လုံးပိုင်ကိုကင်ဆော့เนาะ ဲဒီမှာကျွန်တော်တစ်ခွန်ရဲ့တစ်လေးရဲ့အနှုတ်ကကိုတင်ပြီးတော့ဆော့ဟုတ်ပြီနော်ကျွန်တော်မိတ်ဆွေတွေအားလုံးအဆင်ပြေတယ်နော်ကျတို့ဇာတို့မွေးကွက်ဇာတို့မွေးကနန်းနဲ့ဇာတို့မွေးကွက်ကိုဇာတို့မွေးကနန်းကိုနော်ပွဲတိုင်းလိုလိုစော့နေတယ်ကျွန်တော်မိတ်ဆွေတွေအတွက်ကိုကျွန်တော်ဒီတပွဲမှာပထမတစ်ချိန်ကျွန်တော်ဇာတို့ပတ်ပြီးကိုးနဲ့ကျွန်တော်ရအောင်လှုပ်ပြီးနော်လှုပ်ပြီးခဲလိုက်ပြီးအခုကျွန်တော်တို့ဇာတို့မွေးကွက်လေးကိုဆိုပြီးတော့ထပ်ပြီးတော့အကွက်မိအောင်လည်းပဲကျွန်တော်မိတ်ဆွေတွေကိုထပ်ပြီးတော့ကျွန်တော်စူးစမ်းပေးလိုက်ပြီးအဲ့တော့ကျွန်တော်မိတ်ဆွေတွေအားလုံး နှစ်ကြိမ်အဆင်ပြေသွားပြီဟုတ်ကဲ့ပါကျွန်တော်ချစ်တော်မိတ်ဆွေတွေအဲ့လိုအဆင်ပြေသွားတော့ကျွန်တော်လည်းဝမ်းသာတယ်နော်ကျွန်တော်မိတ်ဆွေတွေအားလုံးဒီညနေမှာလည်းကျွန်တော်ပြောပြထားတဲ့တစ်လုံးပိုင်းတစ်ပတ်ဒီရယ်နော်ကျွန်တော်တို့တစ်ခွန်ရယ်တစ်လေးရယ်နော်အဲ့အကွက်ကောင်းနှစ်ကွက်မိပြီးတော့ကျွန်တော်မိတ်ဆွေတွေအားလုံးထပ်ပြီးတော့အဆင်ပြေကြပါစေလို့နော်ကျွန်တော်ချစ်တော်မိတ်ဆွေတွေရဲ့ကိုကျော်ကဆူတောင်းပေးလိုက်ပါတယ်ကျွန်တော်ချစ်တော်မိတ်ဆွေတွေအားလုံးအားလုံးထပ်ပြီးတော့အဆင်ပြေကြပါစေလို့နော်အားလုံးအားလုံးကုလကုလ